အားလုံးပဲမင်္ဂလာပါကျွန်တော်အခုသွားမယ့်နေရာကတော့ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာရှိတဲ့ Flower Clock ပဲဖြစ်ပါတယ်ဆွစ်ဇာလန်နိုင်ငံပေါ့နော်ကမ္ဘာပေါ်မှာအကောင်ဆုံးနိုင်ငံထုတ်လုပ်တဲ့နိုင်ငံအဖြစ်ကြော်ကြပါတယ် ဒီအခုကျွန်တော်သွားနေတဲ့ flower clock ကတော့ဒီဂျနီဗာရဲ့စိတ်ကမ်းမျက်စောင်းတိုးလေးမှာတည်ရှိတာပါဒီကြောက်ရုပ်ထုကြီးရှိပါတယ်ဒီရုပ်ထုကြီးရဲ့ဘဲဘက်အချမ်းသာလေးမှာတည်ရှိနေတာပါအဲ့ဒီမှာသွားမယ်ဆိုရင်တော့ဒီမှာတွေ့ရတဲ့အတိုင်းပါပဲလူတွေ tourist တွေအများကြီးလာပြီးတပ်ပုံရိုက်နေအောင်တွေ့ရမှာပါဘောနော် ဒီဂျနီဗာမြို့ရဲ့မြို့လယ်ကောင်းပါပေါ့နော်ကဘာကျော် Swiss Nike brand တွေဖြစ်တဲ့ Rolex တို့ Patek Philippe တို့ Richard Mille တို့အဲ့လို shop တွေ branded shop တွေအားလုံးတွေ့ရမှာပါအရန်ကို Swiss တွေကသူတို့ရဲ့ Nike watch industry ကိုအရန်က proud ဖြစ်ပါတယ်။ Switzerland နိုင်ငံရဲ့ Nike ထုတ်လုပ်တဲ့လုပ်ငန်းပေါ့16ရာစုနှစ်လောက်ခရေကစပြီးတော့ထွန်းကားခဲ့တာပေါ့နော်။ ဒါဂျနီဗာမြို့ရဲ့ flower clock ပဲဖြစ်ပါတယ်သူက1955ခုနှစ်မှာဆွစ်ဇာလန်နိုင်ငံရဲ့နိုင်ထုတ်လုပ်မှုကိုကိုစားပြုတဲ့အနေနဲ့တိဆောက်ခဲ့တာပါအဲ့ဒီအချိန်ခါကတော့သူကကမ္ဘာအကြီးဆုံးပန်းနိုင်အဖြစ်နဲ့စံချိန်တင်ခဲ့ပါတယ်